ဒီဗီဒီယိုမှာမြန်မာနိုင်ငံအရေးရဲ့အရေးကြီးဆုံးအလက်ပြောင်းတစ်ခုကိုကျွန်တော်ထေချာလေးလေးလာသုံးသပ်သွားမှာဖြစ်ပါတယ်အရခတ်တောက် AA ဟာရခိုင်ပြည်နယ်မှာစစ်ရေးအရအောင်မြင်မှုတွေရရှိပြီးတဲ့နောက်မှာဆိုရင် နိုင်ငံရေးရဲ့အဓိကကြော်ရုပ်တစ်ခုဖြစ်လာဖို့ထေချာနေပါပြီတစ်ချိန်ကလက်နက်ကင်ဒေါ်လာရေးအဖွဲ့အစည်းတစ်ခုဟာ အခုတော့မြန်မာနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်နိုင်တဲ့တော့ချက်ပိုင်ရှင်အဖြစ် ဘယ်လိုပြောင်းလာတယ်လဲဆိုတာကိုလေ့လာကြည့်ရအောင်ဒါဟာလက်ထော်စစ်အသေးစားလေးတစ်စီးဟာလက်ခွင်းတစ်ခုလုံးကိုထော်ရက်နိုင်တဲ့အလားအလာမျိုးနဲ့တူပါတယ်ဒါဟာစိတ်ဝင်စားစရာအခြေအနေတစ်ခုပါအေးအေးအနေနဲ့လက်ရှိအခြေအနေမှာရွေးချယ်ရခက်နေတဲ့အခြေအနေဖြစ်နေပါတယ်ရှိဆက်ဖို့ရွေးချယ်စရာအေအေအနေနဲ့လမ်းကြောင်းတစ်ခုရှိပါတယ်ပထမတစ်ခုကတော့ရခိုင်ပြည်နယ်တစ်ခုလုံးအပိသက် ထိချုပ်ဖို့ကြိုးစားတာစစ်တွေနဲ့ကြောက်ဖြူဟာစစ်ကောင်စီရဲ့နောက်ဆုံးခံတပ်တွေဖြစ်နေတဲ့အတွက်အေအေဟာဒီမိုးမကြောက်ခင်မှာအဲ့ဒီမျိုးနှမျိုးကိုတိုက်ပိုက်ဖို့အသက်တန်ကြိုးစားနေတာလားဆိုတာကိုလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်အထူးသဖြင့်ကြောက်ဖြူဟာတရုတ်နိုင်ငံရဲ့အသက်သွေးကြောတစ်ခုဖြစ်တဲ့ရေနက်စိတ်ကမ်းနဲ့အထူးစီးပွားရေးဆောင်တည်ရှိရာနေရာတစ်ခုဖြစ်ပါတယ်ဒါပြင်မြန်မာနိုင်ငံရဲ့ ကြည့်မယ်ဆိုရင်တရုတ်ကတောင်ဘက်ကနေတရုတ်ပြည်ထိတွေ့တန်းထားတဲ့အရင်နံနဲ့သဘာဝတန်းငွေ့ပိုက်လိုင်းကြီးကလည်းဖြတ်တန်းသွားတဲ့နေရာဖြစ်ပါတယ်။အဓိကအဆကြောက်ဖြူဟာစစ်ကောက်စီအတွက်သဘာဝတန်းငွေ့တွေကို ပို့လော့ပေးနေတဲ့အဓိကပိုက်လိုင်းမှကြီးနဲ့တူပါတယ်။အဲ့ဒီပိုက်လိုင်းကိုဖြတ်တောက်လိုက်ရင်စစ်ကောက်စီရဲ့ဆွမ်းအင်ရရှိမှုဟာရေမရှိတဲ့ငါးလိုခံစားရမှသိချပါတယ်။ဒါပေမဲ့ အဲ့လိုမျိုးအင်အားတုံးပြီးတော့တိတ်ပိုက်ဖို့စ조사လိုက်မယ်ဆိုရင်စိုးရိမ်စရာအချက်တွေစစ်ဆေးစရာတွေအများကြီးရှိပါတယ်စစ်ကောက်စီတပ်တွေဟာပင်လယ်ပြင်နေဗီဘောကနေလေကြောင်းကနေရောအင်အားအပြည့်နဲ့ခုခံမှာတိတ်ချပါတယ်အဲ့ဒီလိုတိုက်ပွဲတွေပြင်းထန်လာမယ်ဆိုရင်တခြားတန်တွဲတို့တခြားသမိုင်းဝင်မျိုးတော်တွေတောင်မှပဲပြပုံဖြစ်သွားအောင်စစ်ကောက်စီလှုပ်ပစ်လိုက်နိုင်ပါတယ်ဒီတော့နောက်ဆုံးရလာတဲ့အောင်မြင်မှုဟာမီးလောင်ထားတဲ့တက်အိတ်လေးတစ်လုံးကို ဘာမှအသုံးမဝင်တော့တဲ့အခြေအနေမျိုးနဲ့ရရှိနိုင်ပါတယ်။ဒါဟာတကယ်ပဲအနိုင်ရတဲ့အောင်မြင်မှုလို့ပြောလို့ရပါမလား။နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့အရှိတ်ကရခိုင်ရုံးမတောင်တန်းတွေကိုဖျက်ကျော်ပြီးမြန်မာနိုင်ငံရဲ့အဓိကဒေသတွေတွေကိုထိုးဖောက်ဝင်ရောက်ဖို့အခြေအနေပါ။အရှိမ ARD နဲ့အခွဲအစပခုတ်ကူအောင်နေပြီးတော့ ARD တိုင်းထက်ထီကိုတော်လေးကိုကောင်းတဲ့စိတ်မျက်နှာပြင်တစ်ခုရှိပါတယ်။ အခုဆိုရင်အာရခတတော်အေအေဦးစားပြီးမဟာမိတ်တွေနဲ့လှုပ်ရှားမှုကအဲ့ဒီယူမတောက်တန်းရဲ့အရှိဖက်ပခုတ်ကူတကိုးအေအော်ဒီတိုင်းစားတဲ့မျိုးတွေဖက်ကိုဦးတည်ပြီးတဖြည်းဖြည်းထိုးဝဲလာနေတဲ့အခြေအနေကိုတွေ့ရပါတယ်ဒါဟာအရှိအဖြစ်ကီလိုမီတာ900ကျော်ရှည်လျားတဲ့တောက်တန်းတစ်လျှောက်နဲ့ဟိုးချင်းပြည်နယ်ကမဟာမိတ်ချင်းကြီးနောက်ဗမာပြည်နယ်ဖက်ကမကွေးစကိုင်းဖက်က PDF တွေတခြားတခြား local PDF တွေပူးပေါင်းပြီးတော့အေအားကောင်းကောင်းနဲ့စစ်မျက်နှာတောက်တဲ့ ညတိုက်နေတာဟာတော်တော်လေးကိုမယုံနိုင်စရာကောင်းလောက်တဲ့ view ဟာတခုပါဘာဖြစ်ရလဲဆိုရင်ဒါဟာတစ်စိပ်ပြီးတစ်စိပ်တောင်ကုန်းလေးတွေကိုဖျက်ကျော်ပြီးတိုက်ခိုင်းနေတယ်လို့မျိုးတရွေ့ရွေ့တိုးနေတာထင်ရပေမဲ့တကယ်တမ်းမှာတော့အင်အားကြီးမားတဲ့ဆယ်ကြီးတခုကိုဖောက်ခွဲဖို့ကြိုးစားနေတဲ့အခြေအနေနဲ့တူပါတယ်အဲ့လိုပူပေါင်းဆောင်ရွက်မှုတွေကြောင့်စစ်ကောက်စီအနေနဲ့တော်တော်လေးခေါင်းခဲရမှတိတ်ချပါတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့အင်အားတွေကိုဘယ်နေရာမှာအဓိကထားပြီးတော့ခုခံရမလဲဆိုတာခံမှန်းရခက်သွားမှဖြစ်ပါတယ် ဒါအပြင်တော်လိုက်ပူပေါင်းတပ်တွေရဲ့ထိုးစစ်အဝင်လမ်းကြောင်းဟာစစ်ကောက်စီတပ်ရဲ့လက်နက်ဆက်ရုပ်တွေကပါစတွေနော်လက်နက်ထုတ်လုပ်တဲ့စစ်မှုစုတွေကိုပါဥတီတိုက်ခိုက်နေတာဟာစစ်ကောက်စီရဲ့စီးပွားရေးရောအဓိကအသက်သွေးကြောလက်နက်ထုတ်ကုန်တွေရောကြီးမားတဲ့ထိုးနှက်ချက်လောက်ရတခုလည်းဖြစ်ပါတယ်အရေးကြီးတဲ့ဆုံးရှုံးမှုလည်းဖြစ်ပါတယ်တကယ်လို့အေအေဟာအဲ့လိုမျိုးအရှိတ်ဖက်ကိုအင်အားအပြည့်နဲ့ထိုးစစ်ဆင်နွှဲမှာဆိုရင်ပြချတာကမြန်မာနိုင်ငံရဲ့ စေရေးမြေပုံဟာပုံစံပြောင်းသွားနိုင်ပါတယ်အနောက်ဘက်မှာ AA ရဲ့ AR တာဘက်ကကြည့်ရင် AA ဖလိုးဖောက်ထွက်လာတဲ့ဘကုဖက်ကနေထွက်လာမယ်ဆိုရင် မဟာမိတ်တွေဖြစ်တဲ့ KNA တို့နဲ့ကရင်လက်နက်ကတပ်ဖွဲ့တွေနဲ့ပါဆက်သွယ်သွားနိုင်တယ်လို့အလဘိုင်းမှာရှိတဲ့ AA တို့နဲ့အလိုင်းရန်တွေဖြစ်တဲ့ PDF တွေနဲ့ပါပို့ပြီးတော့ခိုင်မာတဲ့ခြိနှောင်မှုရသွားပြီးစစ်ကောက်စီရဲ့အင်အားဟာနှစ်ဖက်ညက်ပြီးတော့ပြိုကွဲသွားနိုင်တဲ့အခြေအနေပါဆိုလိုတာကအနေပြည်တော်ကိုတီးဒီဘက်ကကရင် AA ီဘက်က PDF AA အလိုင်းရတွေဟာဖိအားပေးလို့ရပါတယ်။နေပြည်တော်ရန်ကုန်နေပြည်တော်မန္တလေး line of communication တွေဖြတ်တောက်လို့ရပါတယ်။စစ်ကောက်စီအနေနဲ့အဲ့လိုမျိုးအခြေအနေသာကြုံရလို့ကတော့သူဟာသူ့ရဲ့တပ်သားတွေဂျာတဲ့မှာသူ့ရဲ့တပ်ထဲမှာသူတို့စစ်တပ်ရဲ့ဂုံတိုက်ခဘာမှမကြံတော့ဘူးဆိုတဲ့အခြေအနေမျိုးအထိကိုခံစားချက်မျိုးခံစားရဖို့မဝေးတော့တဲ့အခြေအနေရောက်နေပါတယ်။အေအေရဲ့အခုလိုတိုးတက်အောင်မြင်မှုတွေဟာတရုတ်နိုင်ငံအတွက်တော့ ိတ်ပြီးပျော်စရာကောင်းတဲ့အခြေအနေတခုတော့မဟုတ်ပါဘူး2024 match လနောက်ပိုင်းလောက်မှစပြီးတော့တရုတ်နိုင်ငံဟာစစ်ကောင်စီဘက်ကိုပို့ပြီးထောက်ခံလာတဲ့အခြေအနေကိုတွေ့ရပါတယ်အခုလိုကြောက်ဖြူစစ်တွေကိုထိုးဝင်နေတဲ့ AA တို့ရဲ့တိုက်ခိုက်မှုတွေပုံများလာတာဟာတရုတ်နိုင်ငံရဲ့အခြေအနေပုံမှာတရုတ်ကစစ်သားချက်တွေအများကြီးပေါ်လာစေပါတယ်တရုတ်နိုင်ငံရဲ့ဩဇာအာဏာကို AA ဘက်ကဘယ်လောက်ထိ ခရူးဆိုင်တယ်လဲဆိုတာဟာရှင်းရှင်းလေးလေးပြသနေတဲ့အခြေအနေမျိုးကြုံနေရတာပါ City Group ရင်းနှီးဆိုင်ကန်ကိုတော့တိုက်ခိုက်လိုက်မဲ့ဆိုရင်တရုတ်နိုင်ငံရဲ့ရင်ခွေထဲမှာမီးလောင်တလို့ခံစားရမှာသိချပါတယ်ဒါပေမဲ့လည်းအေအေဟာတရုတ်နိုင်ငံကိုအကူအညီလိုအပ်နေတဲ့သူအဖြစ်မတတ်မှတ်ပါဘူးသူတို့ရဲ့ရင်မှတ်ချက်တွေရှိတဲ့မိတ်ဖက်အဖွဲ့အစည်းဖြစ်နေတာရှုမြင်တာဖြစ်ပါတယ်ဆိုလိုတာကအေအေကအတော့ချတယ်လို့ တရုတ်ကလည်း AA ကိုတုံ့ချတဲ့အခြေအနေပြောချင်တာပါဒုတိယအပိုင်းတတိယအပိုင်းဒီမှာကျွန်တော်ပို့ပြီးတော့ကြည့်ပြတဲ့လူမျိုးရေးဘာသာရေးနဲ့ AA တို့လွန်မြောက်မှုအပေါ်မှာပထဝီနိုင်ငံရေးစတဲ့အဓိကအခန်းတွေကိုကျွန်တော်ထည့်သွင်းပြီးသုံးသပ်မှာပါအခုကစစ်ရေးနဲ့လုံတဲ့တဲ့အခြေအနေရွေးချယ်မှုအပေါ်မှာသုံးသပ်တာဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်အောင်အဲ့လိုမျိုးတရားလက်တရားအာနာနဲ့ပါဝါပေါ်လက်တဲ့အားပြိုင်တဲ့အခြေအနေမှာ ဒီဆက်ဆံရေးဟာတရုတ်နိုင်ငံရဲ့သဘောထားကိုလည်းပြောင်းလဲစေနိုင်တယ်။တရုတ်နိုင်ငံတောင်မှထိတ်ချုပ်ရခက်တဲ့အခြေအနေဖြစ်လာတဲ့အေအေဟာအနာဂတ်မှာမြန်မာနိုင်ငံအတွက်အလုံးစုံလွတ်မြောက်မှုနဲ့ပြည်ထောင်စုဆိုင်ရာအမြင်တွေကိုပြန်လည်စုစည်းဖို့လိုအပ်နေပြီဆိုတော့ထက်စေစားဖို့မဖြစ်မနေလိုတဲ့အချက်အနေနဲ့ပြသနေတာဖြစ်ပါတယ်။ဒါဟာတိတ်ကိုခိုင်းမှာပါပဲ။ဒီတော့ဒီခန်းကိုညှိကိုချုပ်ရမယ်ဆိုရင်အေအေဟာ ဒီကနေ့အချိန်ထိမြန်မာနိုင်ငံမှာစီရေးအင်အားခိုင်မာတဲ့နယ်မြေထိ ंछ ုံမှုနဲ့နိုင်ငံရေးအာဏာပုတ်ခုစလုံးကို တစုတစည်းနဲ့ပိုင်ဆိုင်ထားတဲ့အင်အားကြီးတပ်ဖွဲ့တစ်ခုဖြစ်နေပါတယ်။ဗဟုအာဏာကိုလက်နက်ကပ်ပြီးတိုက်လာတဲ့ပြည်ပြင်းဆုံးအောင်မြင်မှုကိုထောက်ဆောင်ထားတဲ့အခြေအနေပါ။ဒါကြောင့်နိုင်ငံရေးအာဏာဖက်ကိုပြန်ကြည့်ရင်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပြည်ထောင်စု ပြန်လည်တည်ဆောက်ရေးမှာအရင်အရင်တော့ကတတ်မှတ်တယ်လို့ တပုံအဖွဲ့လက်လက်ကైအဖွဲ့သေးလေးဆိုမျိုးအမြင်လေးကိုဖယ်ပြီးတော့အဲ့ဒီအစင်းကနေပြီးတော့ပြည်ပမီဒီယာတွေမှာရေးနေသလို rebel group rebel ဆိုတဲ့ခေါင်းစဉ်ကိုဖယ်ပြီးအဲ့ဒီအစစ်ထက်ပို့တဲ့အဓိကနိုင်ငံရေးပါတနာတူအဖြစ်ဖော်ဆောင်တင်တယ်လို့တော့ထောက်ပြချင်ပါတယ်ဆိုလိုတာက AA အနေနဲ့ဒီတက်ပို့ပြီးကြည်ပြန်းတဲ့ဥဆောင်မှုနဲ့ရခိုင်ပြည်မှာအစိုးရတရား ဒါအပြင်မှာကိုမြန်မာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်တဲ့နေရာမှာအဓိကဦးဆောင်တဲ့တူတူဦးဖြစ်တာဝန်ယူမှုအပြည့်အဝနဲ့ရှင်းလင်းတဲ့ရည်မှန်းချက်တွေကို ထုတ်ဖော်ပြသဖို့အချိန်တန်ပြီလို့မြင်ပါတယ်။ဆိုလိုချင်တာမြေပုံကို ပြောင်းလဲချင်တယ်ဆိုရင်စစ်ယူနီဖောင်းတန်ချက်ကတွေဝတ်ထားတဲ့စစ်သားတယောက်ရဲ့ဘောင်ထဲကနေဆက်ပြီးတော့နေလို့တော့မဖြစ်တော့ပါဘူး။နိုင်ငံရေးဘောင်ထဲကနိုင်ငံရေးဥဆောင်မှုခန်းကန်တာဒီပါတက်ဖို့လိုအပ်နေတာကိုပြောချင်တာပါ။ ဒါကြောင့်ကျွန်တော်ပြိတက်တွေစဉ်းစားကြည့်ပါ AA ရဲ့အဲ့ဒီရွေးချယ်မှုအခြေအနေရောက်နေတဲ့ဟာကမြန်မာနိုင်ငံအနာဂတ်ကိုဘယ်လိုပုံဖော်သွားမလဲသူတို့ဟာစစ်ပွဲကိုအနိုင်တိုက်ပြီးဥဆောင်တဲ့စစ်ရေးဥဆောင်သူလားသို့မဟုတ်နိုင်ငံရေးရဲ့တော့ချက်ပိုင်ရှင် ဖြစ်လာနိုင်ပါမလားဆိုတာ comment မှာအလုံးဒါကိုကျွန်တော်မိတ်ဆွေတွေရဲ့အမြင်တွေကိုရေးခဲ့ပေးပါဦး။လာမယ့်ဒုတိယပိုင်းမှာဆိုရင်လူမျိုးရေးရိုဟင်ဂျာပြီးရင် borderline ပဋိပက္ခနဲ့ပထဝီနိုင်ငံရေးအပြိုင်မှုတွေကြုံရတဲ့ရခိုင်အခြေအနေပေါ်မှာကျွန်တော်တောက်တထားတာရှိပါတယ်ဒုတိယဗီဒီယိုကိုလည်းကြောက်ဆောင်းတော့ကြည့်ရှုပေးဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ရသေးတယ်လုပ်ပေးခဲ့ပါဦးဒီဗီဒီယိုကိုကြိုက်နေတဲ့ရင်လည်း like ပေးခဲ့ပါဦးခုနကပြောတဲ့အချက်တွေကိုအတူတူကဆွေးနွေးပေးဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်အဲ့လိုဆွေးနွေးမှုကနေပြီးတော့ပုံမူကြံပြတဲ့အသည့်နိုင်ငံရေးရည်ချယ်တွေကိုဆွဲတင်လို့ရပါတယ်ကျေးဇူးတင်ပါတယ်